်မအမ်စိန်လူဖြစ်သွားတဲ့ရီပိုးကဟတ်တဲ့ဟာဆိုလို့ရှိရင်ဒါဟတ်လိုက်တာနဲ့သူ့ရေကကိုယ့်ရဲ့ဒီ skin ပေါ်မှာကျပြီးဆိုတာနဲ့လောင်တယ်လို့မျိုးဖြစ်တယ်ဆိုတော့အဓိကတော့ဟို prevention ကျတော့သတိထားပါဘောเนาะမျက်နှာစိတ်ပိုင်းတို့ပါဆိုအရင်မပွတ်နဲ့ဘောနော်အဲ့လိုပွတ်လိုက်ရင်ပူဆိုးတတ်တယ်ဒါအစိမ့်မိရယ်ပဲယူစားမယ်အစိမ့်မိရမျိုးဆိုရင်အနီးစက်ကသေးုပ်စိတ်ကံကိုပြေးတာပြေးပါလို့ မီးပိုးကအခုကမိုးတွင်းဒီမိုးအထွက်ဆိုတော့မိုးထဲမှာ ီဒီမိုးရင်းကာလာတွေမှာဆိုရင်ဒီလိုပိုးကောင်တွေများတယ်ပြီးွားရင်အာနောက်ပြီးတော့ဒီအခုဆိုရင်မနေရလို့မျိုးဆိုရင်ရေရှမ်းတာတို့ပါလို့ဆိုလို့ရှိရင်အဲ့ရေကနေဒီညောင်းနေရနေပါလာတယ်အကောင်နေတရိစ္ဆာန်နေအဲ့လိုပြီးပါလာတယ်အဲ့လိုမျိုးမှာဆိုရင်တော့ယောဂါဖြစ်တတ်တယ်ပြီးတော့ဒါဒီဥရုအကူပြောင်းမှာစကူးမကူဖလူတွေဖြစ်တတ်တယ်အဲ့ဒါမှာတူတူကြစားဒါမှမအမ်ဆန်လူဖြစ်သွားတယ်ဒီပိုးကောင်ဟတ်တဲ့ဟာဆိုလို့ရှိရင်ဒါငကိုတွေကလင်းလူတစ်ခါမှတော့လေဟိုအဲ့လိုဖြစ်တဲ့လူကိုမကြုံဘူးဒါမဲ့ ကြားတော့ကြားဘူးလေဆိုတော့အဓိကတော့အဲ့ဒီလူနဲ့မတည့်ဘူးပေါ့ insect ဒီပိုးကောင်တွေပြပြဒီသတ္တဝါတွေရဲ့သူတို့ရဲ့အစိတ်ပဲခေါ်ရမှာပေါ့နော်အစိတ်ဆိုတာမျိုးစုံဖြစ်နေတယ်ကိုယ်ကိုကြိုက်လိုက်မှမဟုတ်မွေးဆိုရင်ကြိုက်မှသူ့စိတ်ပေါ်တာအဒီမူးပိုးကောင်မီးပိုးကောင်ကြာဟတ်လိုက်တာနဲ့သူ့ရေကကိုယ့်ရဲ့ဒီ skin ပေါ်မှာကျပြီးဆိုတာနဲ့လောင်တယ်လို့မျိုးဖြစ်တယ်ဆိုတော့အဓိကတော့ဟို prevention ကြာသတိထားပေါ့နော်အပြင်နေပါလေသွားလို့ရှိရင်လည်းကိုယ်ကိုကာကွယ်အဒီဟိုချင်းနေပါလေအခုဆိုရင်ပေါ်တယ်အဲ့တော့ဟိုဒီ င်းစိတ် repellent spray ရှိရဲ့အားလေးဖြန်းပြီးတော့အခုကိုကာကွယ်ဖို့နော်ဖြစ်လာရဲဆိုလို့ရှိရင်ကြတော့လဲဟိုတိတ်တိတ်ချာချာပေါ့တချို့ကြာနည်းနည်းပေါ့တယ်ဖြစ်ထားလိုက်တာပေါ့သက်တောင်ပါဒါပေမဲ့မပေါ့ပဲနဲ့အော်ဆေးရုံဆေးကမ်းမှာတိတ်တိတ်ချာချာကုသမှုခံယူပါလို့လဲတော့ပြောချင်တယ်အဓိကတော့ဂယူဆိုင်ကြပါပေါ့နော်ဟို ဟိုထူးထူးတလဲတော့မပြောတော့ပါဘူးဆိုတော့ awareness ကဟို Facebook တွေပေါ်မှာလည်းပြောနေကြတယ်နောက်ပြီးတော့အာဟိုတော်တော်များများကလည်းဖြစ်ကြဖြစ်စဉ်လေးတက်လာတယ်အခုနောက်ပိုင်း2ယောက်3ယောက်လောက်တွေ့ရဲ့ case လေးများလာဆိုတော့အဓိကတော့ဒါကအရင်ရှောင်လဲလို့မရအောင်ဆိုတော့ကိုယ့်ကိုယ်ကိုပဲ give side ပို့ပြောပါပြောရမှာပေါ့နော်ဟုတ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 ်တယ်မျက်နှာဆိုတော့ပူဆိုးတယ်တခြားနေရာဖြစ်နေတာအဲ့လောက်ဆိုးမှာမျက်နှာကြာရေပြားလဲနှုတ်တယ်နံပါတ်1ချက်ပြီးတော့အမဆို ဟိုပလဲရိုပလဲရိုလည်းအထူးသဖြင့်အတူတူပဲကိုယ်ရဲ့အလောက်ကဒီမျက်နှာကိုပြပြီးတော့လှုပ်လှုပ်ရတဲ့ဟာမျိုးမှာကြတော့ဟိုစိတ်စိတ်ပိုင်းဆိုင်ရတယ်သူသူ stress ဖြစ်မှာပဲဆိုတော့ဒါမဲ့ဒါကြီးကိုဟိုစိတ်တက်မကြဘူးအားပေးချင်တာပေါ့နော်တက်တာသွားမှာပါလို့အမလည်းကောင်းမွန်တဲ့ဟိုကုသမှုတွေ treatment တွေယူနေရယ်ဆိုတော့ဒါမဲ့ကျန်တဲ့သူတွေလည်းဒါပလဲရိုမှမဟုတ်ဘူးလူတိုင်းလူတိုင်းတတိထားပါဆိုမျက်နှာဆိုတာရေးကြည့်ရဲ့အစိတ်ပိုင်းလူတိုင်း dress ဆိုတော့လေမျိုးလုံးနေပါလေဆိုလဲဒါအရန်နုနယ်နေရာများတော့တတိထားကြပါလို့ဟိုမျက်နှာမဟုတ်လည်းတခြားခန့်ကိုခဏဟိုမှ ာကိုခန္ဓာမှာဖြစ်ရင်လည်းဒေရှာကုသမှုခံယူပါလို့ပြောချင်ပါတယ်ဟုတ်လွယ်ကူဆုံးကတော့အဓိကလေအဲ့လိုမျိုးမျက်နှာစိတ်ပိုင်းလို့ပါဆိုအရင်မပွတ်နဲ့ပေါ့နော်အဲ့လိုပွတ်လိုက်ရင်ပူဆိုးတတ်တယ်ပြီးရင်အအစိတ်ဒါအစိတ်မိရယ်ပဲယူစားမယ်အစိတ်မိရမျိုးဆိုရင်အနီးစက်ဆေးရုံစိတ်ကံကိုပြေးတာပြေးပါလို့ဟိုတခြားကိုယ့်အကူစိတ်မိတို့တွေနဲ့မတုံးဘူးနောက်ပြီးရင်ဒါ အဲစိတ်ကိုကကိုရှောက်ပြီးရန်တမ်းပြီးတော့မကူဖို့ရယ်နောက်ပြီးွားလို့ရှိရင်ဟိုဘလဲရိုးဘာပဲပြောမြန်မာလူမျိုးရဲ့မြန်မာဈေးအားကိုရယ်ဆိုတော့လေဘာကြိုက်မှန်းမသိဘူးဘာဖြစ်မှန်းမသိပဲနဲ့မြန်မာဈေးပဲဟိုအုံလိုက်မယ်လို့ပုံလိုက်မယ်ဆရာကိုပုံလိုက်မယ်လို့အဲလိုမျိုးတော့မလုပ်ပါနဲ့ပေါ့နော်ဟိုမီးစရာဆေးရုံဈေးကမ်းမှာတေချာလေးပြပြီးတော့မှလိုအပ်တဲ့ treatment ကိုယူပါလို့အခုခုကိုမကူပါနဲ့အဲ့ဒါပဲပြောချင်ပါတယ်ဟုတ်ဒေါက်တာလက်ကြီးပေါ့နော်အဲလိုမျိုးဒီဟာလေးကိုကြာတော့ဘယ်လိုလေးတော့ဆုနာထားလို့မမအဲ့ career တစ်ခုပဲရွေးချယ်တော့မှာဆိုတော့ဒီဘက် career အာဒါကိုယ့်ရဲ့ဒီအမှုပညာလောက်ကပို့ပြီးတော့ဗလဲပျော်တယ်ပို့ပြီးအားရတယ်ဒီလောက်မှာလဲကိုကဟိုပင်မန်ဟိုဒီလောက်ကိုပေါ့ကိုယ့်ရဲ့ life long ပေါ့နော်အနေနဲ့ယက်တီချင်တယ်ဆိုပြီးတော့ဒီဘက်ကိုပဲရွေးချယ်လိုက်တာပါဟုတ်ဒီ life ကိုလဲစေးချောင်းကိုလဲတိအများကြီးစူးစမ်းပြီးတော့တက်ခဲ့ရ ကလေးတို့လေချိန်ကြီးလည်းအများကြီးပေးပြီးတော့ဆိုတော့တန်ဖိုးလည်းထားရဲခုချိန်ကြီးလည်းဟိုလေးလဲလေးစားရဒီလောက်ကိုအဲဒီလုံးနဲ့ဒါပလဲကဆက်ပြီးတော့မရက်တီတော့တာပဲရှိရဒါပေမဲ့အာဒီကဒီလုံးမာရခဲ့တဲ့သင်ငန်းစာတွေအတွေ့အကြုံတွေရနောက်ပြီးတော့ဟိုဒီမာရခင်မင်ခဲ့ရတဲ့ကိုယ့်ရဲ့ဒီအကြီးစီနီယာရဂျူနီယာအကုန်လုံးကိုလည်းဟိုဘာပဲပြောပြောစိတ်ထဲမှာအမြဲရှိရပေါ့နော်ဆိုတော့ဟိုပလဲကတော့ပလဲရဲ့ဘဝရဲ့ achievement တစ်ခုမှာတော့တောင်းဝင်ကြည့်ရလို့ပဲကိုယ့်ကိုခံယူတယ် ဟုတ်အအဓိကတော့ဒီဟာမဟာကရိုက်ကူးတဲ့ဒီဇလန်းတွဲပေါ့နော်ဆိုတော့ဒါကို production ကရိုက်တဲ့ကားဆိုလို့ရှိရင်ကျင်းတည်ရဲ့ quality တခုရှိရဲ့ပြီးတော့အဒီရမတ်ရဲ့ဟိုမှာဒီရမတ်ရဲ့ဟိုဟာပေါ့ character မိတ်ဆက်ကိုမလဲကြည့်ပြီးတော့ရမ်းစိတ်ဝင်စားပါတယ်အဲ့ဒါနဲ့ဒီနေ့ pressure လေးလည်းရှိရဲ့ဆိုတော့အကုန်လုံးလာပြီးဝန်းရံဖြစ်တာပါဟုတ်အဲ့ဒီ meeting မှာရှိရောရှိနေရမယ်လာလိုက်ခဲ့ဖယ်စားပါ ။ဟိုလင်မယားရန်ဖြစ်နေရရင်မင်းနဲ့ငါနဲ့ဖြတ်ပြီးတော့စကားများလေ။ကိုရိုင်းလည်းဘလဲရိုလည်းဒရာမာဘက်ကိုအရန်သဘောကျရအားတားရဲ့ဘက်ဆိုတော့ဒီလိုမျိုးပြိတ္တတွေကိုဟိုဒီလိုမျိုးရက်တာပေါ့နော်။အဲ့လိုလောင်မြရရရတမျိုးပေးကျင်တယ်အဲ့တော့ဟိုပရိသတ်တွေဒါလည်းမြန်မာပရိသတ်အကြိုက်ဘလဲရောမြန်မာပရိသတ်တွေကဟာသားကြိုက်တယ်ပြီးရင်ဒီလိုအလောင်ကြိုက်တယ်ဆိုတော့ကိုကတော့ကို့ audience ကိုကြည့်ပြီးတော့ကို့ကို့ကြည့်ပြီးတော့ကို့သဲရနေရအမလို့အမြန်ဖြစ်နေရဒေါသတန်အမလို့အမလို့လေးတွေပေးကျင်ပါတယ်လို့ဟုတ်လောလောဆယ်ကတော့အမှုပြင ညာပဲတေချာလေးပြန်လှုပ်ဖြစ်နေတယ်။အာနှစ်လလောက်ပဲရှိသေးတယ်။ဂျိုင်းမှာတော့ဆက်နည်းနည်းပြတ်သွားတယ်ပေါ့။ပရိသတ်ရှိရလည်းနည်းနည်းပျောက်သွားတယ်။ဆိုရှယ်မီဒီယာမှာလည်းပုံနေတင်ပြတော့ဘူး။ဒါပေမဲ့အခုတော့ comeback ပြန်လာနေပါပြီလို့ဟုတ်။ပရိသတ်တွေလည်းအဲ့လိုမျက်နှာရင် drama ကောင်းကောင်းလေးတကားနဲ့ introduce လုပ်ချင်ပါတယ်လို့အဲ့တော့ပရိသတ်တွေလည်းအားပေးပါအောင်ဗလဲအခုကတော့ဒီလောက်ကိုပို့ပြီးတော့အအောင် site ပြီးအ focus လုပ်နေတဲ့တတအများကြီးစူးစမ်းတော့မှာပါလို့ပြောချင်ပါတယ်။ကျေးဇူးပါ။